ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကိုမောင်မများရှင်အခုရိုက်ကူးတင်ဆက်ပေးမှာကတော့ရွှေရောင်နှင်းစီကင်ဆာဖောင်ဒေးရှင်းမှစီစဉ်ပြုလုပ်တဲ့အခမဲ့ကျန်းမာရေးဆေးစစ်ပညာပေးအစီအစဉ်ပဲဖြစ်ပါတယ်အခမဲ့ကျန်းမာရေးဆက်စေးမှုကိုကန်တော်ကြီးကရဝိတ်ဦးရင်ကဘာမှာညနေ၄နာရီမှ9နာရီအထိစမ်းသက်ဆက်စေးပေးလျက်ရှိပါတယ် အခမဲ့ကျမ်းမာရေးစစ်ဆေးမှုများအပြင်မေတ္တာလက်ဆောင်များရယူနိုင်မဲ့ဗဟေလိပြေဆိုခြင်းများပျော်ရွှင်မွေကစားနည်းများကစားခြင်းများကင်းစာယောဂပညာပေးပိုစတာများပြသခြင်းဆုရကတ်တွန်းများပြသခြင်းအစီအစဉ်များလည်းပါဝင်ပါသည်ဒီလုတ်တဲ့ပွဲကတော့ပြည်သူလူထုတွေအတွင်းမှာကင်ဆာယောဂါကြိုတင်ကာကွယ်ရေးနဲ့စောစီးစွာသိရှိရေး စေစစ်ပညာပေးစီစဉ်ပေါ့နော်အဲ့တော့ဒီစီစဉ်နဲ့တစ်ဆက်တည်းမှာဆရာတို့မနေ့ကမြန်မာနိုင်ငံဆရာအများအသင်းမှာကျမကြီးကင်ဆာပညာပေးညီတော်ပလဲပွဲလေးပြုလုပ်ခဲ့ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့အများပြည်သူတွေအတွက်ကိုကျမကြီးကင်ဆာကာကွယ်ရေးစေစစ်ပညာပေးစီစဉ်ပေါ့ဒီစီစဉ်လေးကိုကရဝေးဝင်းကဘာမှာလုပ်တာပဲဖြစ်ပါတယ်အဲကျွန်တော်တို့ဒီကင်ဆာကာကွယ်ရေးမှာအရေးကြီးတဲ့အချက်ကတော့ဒီကျမတဲ့အစားတောက်စားတောက်တယ်နောက်တစ်ခါ ိုလက်လှူရှာမှုပြုလုပ်တယ်ပြီးတဲ့အခါကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစီပမာဏကိုရှော့ချတယ်ပေါ့နော်ဒီနည်းတွေလှူချင်အားဖြင့်ဆရာတို့ရဲ့ခန္ဓာကိုယ်၄ချိန်ကိုကျမ်းမာတဲ့၄ချိန်တွင်းမှာထိမ့်သိမ်းထားမယ်ဆိုရင်ကင်ဆာတော်တော်များများကိုကာကွယ်နိုင်တဲ့အထဲမှာပါပါတယ်ပေါ့နော်အဲ့တော့ဒီနေ့စစ်စစ်ပေးမဲ့စီစဉ်တွေမှာဗားရီစစ်ပေးမယ်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အလိုက်အရက်အမြင့်လိုက်ရှိရမယ်ခန္ဓာကိုယ်၄ချိန်ရှိမရှိပေါ့အဲ့ဒါကိုဆရာတို့ခေါ်တာတော့ BMI ပေါ့အဲ့ဒါတွေစစ်ဆေးပေးမယ်ပြီးလို့ရှိရင် inner scan လို့ခေါ်တာဆရာတို့ ဒီဆက်ပေါ်မှာဆရာတို့တက်လိုက်မယ်ဆိုရင်ခနာကိုအတွင်းမှာရှိတဲ့အစီပမာဏအဲ့တော့အစီပမာဏများလေကင်ဆာဖြစ်နိုင်ခြင်းများလေဆိုတော့ဆရာတို့အဲ့ဒါလေးတွေစစ်ဆေးပေးတယ်အဲ့ဒါနဲ့အတူတူပဲအထွေထွေကျန်းမာရေးအနေနဲ့ဆရာတို့ကဒီရိုးစားတိတ်သီးခြင်းစစ်ပေးတယ်သွေးထဲမှာဆိုလို့ရှင်ဆရာတို့ကသွေးနီဥဒတ်ရယ်เนาะအသေးအောင်သားဝါဘီဘိုရှိမရှိနောက်တစ်ခါသွေးအတွင်းမှာချိုဓာတ်ပမာဏများမများပေါ့เนาะဆိုတော့အဲ့ဒီဟာလေးတွေလည်းစစ်ဆေးပေးတဲ့အပြင်ဒီ company တခုရဲ့ဆရာတို့ skin care ပေါ့เนาะဒီအရေပြားနဲ့ပတ်သက်တဲ့ ကျမ်းမာရေးဘုဒ္ဓတာတွေလည်းပေးဖို့ရှိပါတယ်အဓိကရည်ရွယ်ချက်ကတော့ဆရာတို့ကင်ဆာယောဂအကျိုးတင်ကာကွယ်ရေးအသိပညာစစ်စစ်တဲ့ ပွဲပေါ့နော်အဲ့တော့နောက်ထပ်ခုနဆရာတို့စစ်ဆေးပြီးတဲ့အပြင်မှာတခြားတခြားဆရာတို့ဘာတွေလုပ်ပေးနိုင်သေးလဲဆိုတော့ဒီအမျိုးသမီးများမှာဖြစ်များဆုံးထဲမှာပါတယ်ရင်သားကင်ဆာကြိုကာကွယ်လုပ်လို့မရဘူးမရတော့သူ့ကိုစောစီးစွာသိရှိရင်ဆရာတို့ကပြောင်းအောင်ကုနိုင်တယ်ဒါကြောင့်စောစီးစွာသိရှိဖို့အတွက်ကိုဆရာတို့ကဘာလုပ်လို့ရလဲဆိုတော့အမျိုးသမီးတွေကမိမိရဲ့ရင်သားကိုမိမိကိုယ်တိုင်စမ်းသပ်နေဖို့လိုတယ်အဲ့ဒီစမ်းသပ်စစ်ဆေးတဲ့နီးကိုဆရာတို့ကရင်သားပုံစံအတုကလေးနဲ့ ထမကွာဆရာတို့ကစမ်းပြမယ်ပြီးရင်လာတဲ့တဲ့စိတ်ဝင်စားသူများကဘယ်နည်းနဲ့စမ်းရမယ်ဆိုတာဆရာတို့သင်ပေးတယ်ပြီးလို့ရှိရင်ဒီကင်ဆာနဲ့ပတ်သက်တဲ့အသိပညာမေးမြန်းကျင်ညာရှိလို့ရှိရင်ဆရာတို့ရဲ့အထူးကုဆရာဝန်ကြီးတရားထိုင်နေပြီးတော့ကိုသိကျင်တာလေးတွေမေးလို့ရတယ်ပေါ့နော် Triangle Cancer Foundation ကဒီဇင်ဘာ29 2013ခုနှစ်မှာစတင်ဖွင့်တာဖွင့်တဲ့နောက်ပိုင်းမှာတော့ဆရာတို့ကပညာပေးဟောပြောပွဲတွေတော့လုပ်ပြီးပြီမနေ့ကပြုလုပ်တဲ့အဲကင်ဆာပညာပေးနီနောဖလေဘွဲကလည်းပထမဆုံးပါပဲအခုလိုပဲပြည်သူလူထုကို ညာပေးကင်ဆာပညာပေးစေးစစ်အစီအစဉ်ကလည်းဒါပထမဆုံးချိန်လောက်တာပေါ့နော်ကျွန်တော်တို့ရဲ့ foundation တက်တန်း၄လ၃လ၄လလောက်တွင်မှာဒါပထမဆုံးလုပ်တဲ့စီစဉ်ပဲဖြစ်ပါတယ် ဒီပွဲလေးတက်ရောက်တာအန်ဒီတို့မိသားစုအားလုံးကကျမကြီးနဲ့ပတ်သက်လို့အများစိတ်ဝင်စားတယ်သမီးအဲ့ဒါနဲ့မတော်ရင်သူနဲ့ဆက်ဆက်ပြီးတော့အန်ဒီတို့ရွှေနေစီကင်ဆာဖောင်ဒေးရှင်းဆိုပြီးတော့သမီးဒီကုဒကအပေါ်အချိန်ပေးပြီးလာတက်ဖြစ်တာပါသမီးကျမအောင်တော့နေထိုင်နေတခါလေးကြောက်လေသမီးစိတ်လွတ်သွားတဲ့ခါကျကိုစားချင်တာလဲစားတာတော့ရှိတာပေါ့နော်ဟိုကျမကြီးနဲ့အရန်ကြီးအောင်တော့လူတိုင်းတော့မနေနိုင်ဘူးလို့ထင်ပါတယ်သမီးတပည့်တက်နိုင်ဆုံးတော့အသက်ညာဆောင်ဆိုတဲ့ဇာတ်တိုင်းပေါ့သမီးရဲ့တက်နိုင်ဆုံးတော့ကျမအောင်နေတယ်ဟိုမစားတဲ့နဲ့အစားစားဆိုလို့ရှိရင်ခါကျစားချင်မအောင်ထားရတာပေါ့သမီးနော်ဒါပေမဲ့လေကျမနဲ့ညီမအတီးကငငယ်ကလေးကအသားမကြိုက်ဘူးသမီးရဲ့အသေးရွယ်ပိုကြိုက်တာကြိုက်တဲ့ခါကျတော့လေအစားရရဟိုကျမကြီးနဲ့ညီအောင်နေသလိုဖြစ်သွားတာပေါ့နော် ပြည်သက်ကြီးနေနဲ့ဟိုအာရောဂျံပရမလာပါဆိုတဲ့အတိုင်းပဲကျမ်းမာခြင်းတိလက်တပါတကယ်နေမကောင်းမှအသာ ဒီမကောင်းဖြစ်ခါမှသာပေါ့နော်ကျမကြီးရဲ့တမိုးသိတာလေကိုကကိုအမှတ်တမဲ့ဖြစ်ကြတယ်အနိသားဆိုသိနေမကောင်းဘူးပေါ့နော်အဲ့ဒါကြောင့် तू တကယ်နေမကောင်းဖြစ်တယ်မှာပါဟာကျမကြီးကဘလောက်အရေးကြီးလဲဆိုသိကြတယ်အဲ့ဒါကြောင့်တကယ်ဖြစ်မှကုသတာထက်ကြိုတင်ပြီးတော့တစ်နေ့တစ်ခါဆစ်ဆရာရှိဆစ်ပါပေါ့ဆရာဝန်နဲ့ဆရာဝန်ဆေးကောင်မကြောက်ကြများသောဖြင့်ကြောက်ကြတာများတယ်လေဘာများဖြစ်မလဲနောက်တချို့ကျတော့လေငါသွားဆစ်လိုက်ရင်ယောဂတစ်ခုများပေါ်မလားဆိုတော့ကြောက်ကြတဲ့လူတွေရှိကြပေါ့နော်အဲ့ဒါမျိုးကျတော့မကြောက်ပါနဲ့လို့အဖြေသိရင်အဆေးရှိပါတယ်လို့အဲ့ဒါကြောင့်မို့ကျမကြီးဖက်မှဆစ်ဆေးစေချင်ပါတယ်ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူကြီးကိုမောင်းမများရှင်အခုရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့ရွှေရောင်နှင်းစီကင်ဆာဖောင် Foundation မှအစီအစဉ်ပြုလုပ်တဲ့အခမဲ့ကျန်းမာရေးဆေးစစ်ပညာပေးအစီအစဉ်အကြောင်းပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးလည်းစိတ်အချမ်းသာခြင်းကိုယ်အီကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးကိုကျေးဇူးတူပင်တင်ရှိပါရရှင်။